လာရှိုးမျိုးကိုစစ်ကောင်စီထံအပြီးပြန်လွှဲရေးအတွက်တုံးပွင့်ဆိုင်ဆွေးနွေးနေကိုကန့်တက် NNDAA ကရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမျိုးကိုယနေ့ဧပြီ20ရက်နေ့နောက်ဆုံးထား၍စုခွာပေးရမည်ဖြစ်ရာတရုတ်ထူးကိုယ်စားလှယ်ကဥဆောင်၍နှစ်ဖက်တည်းများစတင်ဆွေးနွေးနေကြပြီးကိုကန့်အလန်နှင့်အထူးဒေသအလန်များမျိုးပေါ်မှဖြုတ်သိမ်းထားသည်ဟုသိရသည် မြို့ပေါ်ရှိစင်နကောင်ဟိုတယ်တွင်ဆွေးနွေးနေသည်ဟုမြို့ခံများကပြောကြတော်လဲဆွေးနွေးပွဲအခြေအနေကိုမသိရသေးပေယနေ့နံနက်ပိုင်းတွင်လာရှုမြို့ပေါ်၌လူသွားလာအနေငယ်နေပါသွားတော်လဲဈေးများပုံမှန်အတိုင်းဖွင့်လှစ်ထားစေဖြစ်ကာကိုးကံများကိုတိတ်မတွေ့ရတော့ကြောင်းမြို့ပေါ်တွင်မြန်မာနိုင်ငံအလံသာရှိတော်ကြောင်းလာရှုမြို့ခံအမျိုးသမီးတဦးကပြောသည် အဝိုင်းပတ်မှာအလံသုံးခုထောင်ထားတယ်မလားမြန်မာနိုင်ငံအလံပဲကျန်တော့တယ်အထုဒေတာတက်အလံနဲ့ကိုကန့်လံတော့တိတ်လိုက်ပြီးမြို့ထဲမှာလူတွေလည်းကျဲနေတယ်ဟုမြင်းကဆိုသည်ကိုကန့်တက်များကားကြီးများပေါ်တွင်အသုံးဆောင်ပစ္စည်းများတင်ကာလာရှုမြို့ပေါ်မှာထွက်ခွာသွားနေသည် ဧပြီ3ရက်မှစတင်ကအတုတ်လိုက်ထွက်ခွာသွားမှုများရှိခဲ့သည်ဟုသိရသည်။သို့တော်လည်းမြို့ထဲတွင်ကိုကန့်ရဲတချို့ကြံနေသည်မြို့တွင်ဝင်ရောက်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နှင့်တရုတ်အစိုးရ၏အပြည့်အစုံစောင့်ကြည့်ရေးအဖွဲ့ကမြို့ပေါ်တွင်ယနေ့လက်လည်းစစ်ဆေးနေသည်ဟုမြို့ခံများကပြောသည်။ရမန်နေ့ကလည်းလာရှိုးလီရင်ကွင်းအနီးအမတ်နှင့်ရက်ွက်ဖက်တွင် စစ်ကောင်စီတပ်နှင့်ကိုကန့်တပ်တို့ကင်းလဲ့နေသည်ကိုမြင်ခဲ့ရကြောင်း လာရှိုးမြို့ခံတချို့ကပြောသည်ကိုကန်တက်ဤဆက်ဆံရေးရုံးတစ်ခု လာရှိုးတွင်ရှိနေမည်ဟုသိရသည် ထို့ပြင်ကိုကန်တက်ကမြို့မြောက်ဖက်ရှိလာရှိုးထောင်တွင်ထိမ့်သိမ်းထားသူများကိုယနေ့လွတ်ပေးခဲ့သည်ဟုသိရသည်ထောင်ရဲ့အချုပ်ရဲကိုခါလိုက်ပါတယ်အကျဉ်းသားအချုပ်သားတွေလွတ်လာတယ်ကြားတယ်စစ်တုံးမှန်းတချို့ပါတယ်ဟုကိုကန်တက်နဲ့နီးဆက်သူမျိုးခန့်အမျိုးသားတဦးကပြောသည်သို့တော့အကျဉ်းသားအလုံးမလွတ်မြောက်သေးသည့်အတွက်မိသားစုဝင်ချို့အကျဉ်းထောင်ရှိတွင်ယနေ့ညနေထိစောင့်ဆိုင်းနေကြဆဲဖြစ်သည်ဟုသိရသည် ယခင်ရဲ့မြမစတင်ကစစ်တုံးမှန်တချို့ပြန်လွတ်ပေးသည်အကျဉ်းသားတချို့နှင့်တုံးမှန်တချို့ကိုတိမ်နီနှင့်လောက်ကင်မျိုးတို့ပို့ဆောင်လိုက်ပြီးဆိုသည့်သတင်းများလည်းထွက်ပေါ်နေသည်လာရှိုးမှဆုတ်ခွာခြင်းယခုနှစ်ဇန်နဝါရီလအတွင်းတရုတ်နိုင်ငံ၏ညှိနှိုင်းမှုဖြင့်စစ်ကောင်စီနှင့်ကိုကန့်အဖွဲ့တို့ဆွေးနွေးခဲ့ကြပြီးနောက်လာရှိုးမျိုးမှကိုကန့်တပ်များဧပြီ21ရက်နေ့နောက်ဆုံးထားပြီးဆုတ်ခွာပေးရန်သဘောတူခဲ့ကြသည်မျိုးမှထိုးထိုးဆုတ်ခွာပေးရမည်ဖြစ်ကြောင်းကိုကန့်တရုတ်စစ်ကောင်စီတို့က သတင်းထုတ်ပြန်ခြင်းမရှိကြသေးပေကိုကန့်တက်ကဧပြီ3ရက်နေ့မှစတင်ကမြို့ပေါ်ရှိရင်းတို့တက်များနှင့်ဌာနဆိုင်ရာပစ္စည်းများကိုစတင်ပြောင်းရွှေ့သည်ဧပြီ16ရက်နေ့တွင်စစ်ကောင်စီအရာရှိများနှင့်ဌာနဆိုင်ရာဝန်ထမ်းတို့သည်တန်ရဲမြို့မှတဆင့်လာရှုံမြို့ကိုရောက်ရှိလာသလိုနောက်တရက် ဧပြီ20ရက်တွင်မြန်မာပြည်ဆိုင်ရာတရုတ်ထူးကိုယ်စားလှယ်တိတ်ရှိကျွန်းဦးဆောင်သည့်တရုတ်အဖွဲ့နှင့်စစ်ကောင်စီတပ်ဝင်တန်းများနှင့်ရင်းနှံများနှင့်ဝင်ရောက်လာခဲ့သည့်ထိုအခြေအနေတွင်မြို့ခံများကမြို့အုပ်ချုပ်ရေးမှူးသူဦးဆောင်မည်ဆိုသည်ကိုမသိကြရပေ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးရန်ကားနှိပ်စက်မိကိုစိုးရိမ်နေကြသည်ဟုမြို့ခံအမျိုးသမီးတဦးကပြောသည်အခုလက်တလောကတော့ပုံမှန်ပဲဘလို့ဆက်ဖြစ်မလဲမသိသေးဘူးစက္ကစစစ်ကောင်စီကလည်းအဲ့ဒီလောက်အာဏာမပြသေးဘူးရုပ်လုံးမပြသေးဘူးညီမအနေနဲ့ကတော့ငင်းငင်းချမ်းချမ်းနေရရင်အဆင်ပြေပါတယ်စစ်ဆောင်ရတဲ့ခန်းစားချက်ကိုတည်ပြီးတော့ထတ်တော့စစ်မဖြစ်စေချင်တော့ဘူးဟုအထက်ပါမြို့ခံအမျိုးသမီးကဆိုသည် စစ်ကောင်စီတပ်ရင်းများတွင်စစ်တပ်မိသားစုများပါပြန်ရောက်နေတဲ့ရန်မျိုးမှလာသောစစ်ကောင်စီတပ်ဤတပ်ရင်းတချို့ကလည်းကားများနှင့်ယခုရက်ပိုင်းအတွင်းရောက်ရှိလာကြပြီးတပ်မိသားစုတချို့ပါတပ်ရင်းနေရာများသို့ပြန်လည်ရောက်ရှိနေသည်ဟုအထက်ပါကိုကန့်တက်နှင့်နီးစပ်သူလာရှုမြို့ခံအမျိုးသားတအူးကပြောသည် တရင်လိုက်ပါခလာရ40တက်ထောက်ပံ့ရေးတက်626တက်တွေမှာစစ်တပ်မိသားစုတွေပါရောက်နေတာပါစစ်တပ်ထဲရှင်းပြီးစနေနေပါပြီထို့ပြင်စစ်ကောင်စီတက်နဲ့အတူပါလာသည့်လူဝင်မှုကြီးကြပ်ရေးနှင့်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများလည်းနေရယူကာ ရုံးလုပ်ငန်းများလည်းပတ်ရန်ပြင်ဆင်နေသည်ဟုငင်းကဆက်ပြောသည် ကိုကန့်တက်အုပ်ချုပ်စဉ်ကရှိခဲ့သည့်ရက်ွက်အုပ်ချုပ်ရေးရုံများအားလုံးပိတ်သိမ်းသွားပြီဖြစ်သလိုမြို့ပေါ်ရက်ွက်၁၀နှစ်ခုမှဆုတ်ခွာသွားသောကိုကန့်တက်များသည့်မြို့ပြင်ကျေးရွာများတွင်တက်ဆွဲထားသည်ဟုလာရှုမြို့ခံအမျိုးသားနောက်တအူးကပြောသည် လာရှုံမြို့မြောက်ဘက်၃မိုင်ခန့်အကွာတိန်နီမြို့သို့ဥတီသွားသည့်လမ်းမကြီးပေါ်ရှိဤနိုင်တရာဤမြောက်ဘက်ချမ်းမှစတင်ပြီးတက်ဆွဲထားခြင်းဖြစ်သည်ဟုအင်းကဆိုသည်အေဒီတရာရဲ့ဟိုဘက်ချမ်းကိုကိုးကန့်ယူထားတယ်အဲ့ဒီထဲမှာဘာပါလဲဆိုတော့စုံကွဲရွာကချင်ကုန်းပေါ့အဲ့ဒီမှာစစ်ကောင်စီရဲ့ဝင်တင်တဲ့ရှိတယ် အဲ့ဒီဘက်ချမ်းကိုကိုကန့်ယူထားတဲ့တရားရဲ့ဒီဘက်ရက်ွက်ဆဲနှစ်ကိုစစ်ကောင်စီကိုပေးလိုက်တယ်ဟုအဆိုပါမျိုးခန့်အမျိုးသားကပြောသည်ထို့ပြင်မြို့အနောက်ဖက်နမတူမြို့သို့သွားသည့်လမ်းတွင်လည်းဤနိုင်တရား၏အနောက်ဖက်ချမ်းဤနိုင်ရွာနှင့်အနောက်ဖက်မေဟန်ရွာအထိကိုကန့်တပ်များကတက်ဆွဲထားကြသည်ဟုဆိုသည်အဆိုပါကြေးရွာများမှာလာရှိုးမျိုးနှင့်မိုင်နှဲငယ်သာဝေးပြီးထိုးရွာများတွင်နေရယူကလာရှိုးကိုဝင်းရံပိတ်ဆို့ထားသည့်သဘောရှိသည်ဟုအဆိုပါမျိုးသားကယူဆသည် ဖူးဖွင့်လင်းလင်းပြောရရင်မြို့ပေါ်ရက်ွက်၁၀နှစ်ခုအလဲကိုပဲပေးထားလိုက်တဲ့သဘောပဲမြို့ပေါ်ရက်ွက်လောက်ပဲပေးထားလိုက်တဲ့သဘောပဲကျန်တာပက်ပက်လေအကုန်လုံးကတူးကိုကန့်ယူထားတယ်စုံကွဲရွာတို့ဆိုရင်လေဂုံးတွေရှိတာအဲ့ဒီဂုံးတွေမှာတက်ဆွဲထားတယ် ိုဘက်မိုင်းရော်ဘက်ဆိုရင်လည်းမြို့ထွက်ပပတ်လေမောက်ကိုတက်ဆွဲထားတယ်စစ်ကောင်စီတပ်နှင့်ကိုကန့်တပ်တို့နီးကပ်စွာဆက်ဆိုင်ထားမှုကတိုက်ပွဲများအချိန်မရွေးပြန်ဖြစ်ပွားနိုင်သည်ဟုလည်းမြို့ခံများကတုံ့တက်နေကြသည့်ခက်ခက်ခဲခဲတိုက်ယူခဲ့ရပြီးနောက်တရုတ် EP အကြောင်းမြို့ပေါ်မှာဆုတ်သွားရသည့်ကိုကန့်တပ်မှာ စစ်တုံးပစ္စည်းများသာမကမြို့ပေါ်ရှိဌာနဆိုင်ရာများမှအတုံးအဆောင်ပစ္စည်းများဆေးရုံတုံးပစ္စည်းများနှင့်မီးရထားစက်ကောင်များကအစတည်ယူသွားသည်ဟုမြို့ခံတချို့ကပြောကြသည်။ကိုကန်တက်ဆက်တဲ့အုပ်ချုပ်စဉ်ကဆေးရုံနှင့်ဌာနဆိုင်ရာများအတွက်လိုအပ်သည့်အတုံးအဆောင်များကိုမြို့ခံများ၏လှူဒါန်းမှုဖြင့်ဖြည့်တင်းခဲ့ပြီး တင်းတို့တက်ဆုတ်သွားချိန်တွင်အကုန်တည်ယူသွားသည့်အတွက်မြို့ခံတချို့ကဝေဖန်နေကြသည်ဟုအဆိုပါမျိုးသားကပြောသည်စစ်ကောင်စီသည်စစ်ဌာနချုပ်တစ်ခုနှင့်တရင်တပ်ဖွဲ့အများပြားကိုလက်လွတ်လိုက်ရပြီးစစ်ရှုံးခဲ့သည့်ရှမ်းမြောက်တွင်လာရှုမျိုးကိုတရုတ်ကူညီဖြင့်ကြီးတစ်ချက်မဖောက်ဘဲပြန်ရယူခဲ့ခြင်းလည်းဖြစ်သည်ထို့ကြောင့်ကိုကန့်တက်နှင့်လက်တွဲတိုက်ခိုက်ခဲ့သည့်ဒေသကာကွယ်ရေးတပ်တချို့ကလည်းမကြေမနက်ဖြစ်နေသည်ဟုမြို့ခံတချို့ကဆိုကြသည်သို့သောကိုကန့်တက်များကမဆုတ်ခွာခင် လာရှုမျိုးစစ်ပွဲအတွင်ပျက်စီးခဲ့သောနေအိမ်များအတွက်တအိမ်ထောင်လင်း7350နုံးဖြင့်နေအိမ်309လုံးအတွက်7300ကျော်အေပရီ9ရက်နေ့ကပေးခဲ့သည်ဟုကိုကန့်တရင်များဖော်ပြနေသောသခုတ်ခိုင်းကထုတ်ပြန်ထားသည့်စစ်ကောင်စီတပ်ကတအောင်းတပ်ထံကကိုကန့်တပ်နှင့်အာရခတပ်တော်အဥဆောင်သည့်မြောက်ပိုင်းမဟာမိတ်တပ်များက2023အောက်တိုဘာလတွင်2029စစ်စင်ရေးအမိဖြင့်တိုက်ခိုက်ခဲ့ကြရာရခိုင်ပြည်နယ်ရှိမြို့များစုကိုတပ်ကသိမ်းပိုက်နိုင်ခဲ့သလို ်အလားကလည်းရှမ်းမြောက်ရှိမြို့ပေါင်း၁၀မြို့ကျော်ကိုတိမ့်ပိုက်နိုင်ခဲ့သည်